ညာဆိုသောစကားသည်ယဉ်ကျေးသော လူခေဥကပင်ရှိသည်ဆိုသောတင်လက်ခံနိုင်မှာမည်လားယခုခါယဉ်ကျေးသောလူမျိုးတိုင်းတွင်လည်းရှိပါသည်အမှုပညာနှင့်ယဉ်ကျေးမှုသည် အမြဲဆက်ဆက်လျက်ရှိသလိုအမှုပညာသည်အသီးပွင့်ယဉ်ကျေးမှုသည် အကိုင်းအခက်အလက်လူလောကတိဆောက်ရေးသည် ပင်မနှင့်တူပါ၏အပင်မအသီးအပွင့်တို့ပေါ်ထွက်လာခဲ့သလိုနိုင်ငံတစ်နိုင်ငံတွင် ရင်ကျေးမှုနှင့်တူသော အခက်လည်းများမှအသီးပွင့်နှင့်တူသည့်အမှုပညာသည်ပေါ်ထွက်လာရပေသည်တင်မြမာတို့၏အစဉ်တန်းအနှိမ့်မြင့်ကိုတိလိုလျင်ယခုတက္ကသိုလ်စိန်မြပြူတင်ပြမည် ယဉ်ကျေးမှုနဲ့အမှုပညာကိုခံစားကြည့်ပါမိတ်ဆွေဒီ ये किसी में ပြည်မှာအယူအလွယ်အမှားတွေနဲ့အကြီးကြီးတို့ဟာပြင်းထန်နေခိုင်နေကြတာနှစ်ပေါင်းများစွာကြာချီခဲ့ပါပြီ။ခမည်းတော်ကျွန်တော်တို့မြန်မာ ြတ်ပြီးကျင်းညီတော်ကြောင့်ပါဒါဒီမှာကဘာဖို့ဒီမှာသူ့ကိုပြုလုပ်ပြကြကြတယ်အားလုံးသူ့ကိုပြုရကြတာမှာသာသနာ့မင်းကြီးအနောယထာနဲ့အဒဟိုင်းကျင်းညီတော်ဖြစ်ပါတယ်အဘာဓမ္မကိုခေါ်တဲ့မတ်ပြူတော်တရားရဲ့ဘလုံးပင်အားကောင်းလို့ပါစေတပ်ပူဒီဓမ္မကိုခေါ်တဲ့သူတော်ကောင်းတရားကိုတော်တော့ဖြစ်ဖို့လာကြမှာတော့ တော့မှာအစီအမည်ပါပဲလို့မန္တိတက္ကသိုလ်စိန်မြမြူမိသားဒီစိန်တော်မင်္ဂလာကအန္တောယထာနိသာရဏအန္တောယထာနိသာရဏအန္တောယထာနိသာရဏဆိုသည်မိတိမျိုးကြီးတက္ကန္တနာဒုံမြူလိုက်ပါကြောင်းဓမ္မမိတ်ဆွေအပေါင်းအလိုတော်ကိုခမညာ Thank you.